အပူရိတံတုတ်တံသူတော်ကောင်းဆိုဒီမာတဲ့စတင်ပြီးတော့အာယုကျင်ညိုကြရအောင်။ဘုရင်တို့သူတော်ကောင်းဆိုတဲ့စကလုံးလေးကိုပဲစပြီးတော့စဉ်းစားကြည့်ပါ။သူတော်ကောင်းတော်လဲတော်တယ်ကောင်းလဲကောင်းတယ်ဆိုတဲ့အတိတ်ပဲမသေးရောက်ဘူးလား။တရားတည်။ဒီနေရာမှာဥရှင်တို့တော်တယ်ဆိုတာကတော့ပညာအရှိချင်းကိုကြီးရွယ်တယ်လို့ ဦးဇင်းတို့ပါပါခွချုပ်စတော်ကြီးဟောထားတဲ့တရားတွေမှာတွေ့ရတဲ့ကောင်းနေဆိုတာကတော့ဇာရိတ္တဦးဇင်းတီလာပြည့်စုံနေဆိုတဲ့အဓိပ္ပာယ်ကိုရည်ညွှန်းတယ်လို့ဒါလေးလည်းပဲတော်တော်လေးမှတ်သားစရာကောင်းတယ်ပေါ့လောကကြီးမှာတချို့ကတော်ယုံမဲတော်တယ်မကောင်းတာတွေရှိတယ်တချို့ကြတော့ကောင်းတော့ကောင်းတယ်ဒါပေမဲ့သိပြီတော့မတော်ဘူးပေါ့အဲ့လိုဆိုလို့ရှိရင်သူကတချမ်းပဲဖြစ်နေတယ်တဲ့ ကောင်းတော့ကောင်းနေမတော်ဘူးဆိုတဲ့လူတွေကြတော့လည်းပဲလောကရဲ့အကျိုးစီးပွားကိုဆွန်းဆွန်းတမမဆောင်ရွက်နိုင်ဘူးလို့အဲ့လိုဆိုကြီးကသုံးသပ်တယ်။ဟုတ်လား။တချို့ကြတော့လည်းပဲတော်တော့တော်တယ်မကောင်းဘူးဆိုရင်လည်းအဲ့ဒါအန္တရာယ်အလွန်ကြီးတယ်လို့။တော်လောကကြီးမှာတော်ဖို့နဲ့ကောင်းဖို့ကဘယ်ဟာကပိုပြီးတော့အရေးကြီးတယ်လဲဆိုရင်တော့ကောင်းဖို့ကပိုပြီးတော့အရေးကြီးတယ်လို့ပြောရမှာ။ဒါကြောင့်ဝိရှင်တို့ကျမ်းဂန်တွေထဲမှာလည်းပဲ ီလမေဝသုတံတေယောနောက်ကိုချင်းတီလတီတာလည်းအကြအမြင်ဘုဟုတုတ္တတဲ့မြင့်မြတ်တယ်လို့အဲ့လိုမြတ်စွာဘုရားဟောထားဒါကြောင့်ဦးရှင်တို့ဒါကတော့လောကီရှုထောင့်ကနေပြီးတော့ပြောတာပေါ့နော်သူတော်ကောင်းဆိုတာပညာရည်ချင်းအဖြစ်လည်းပဲတော်ရမယ်ဇရိတကိုချင်းတီလအဖြစ်လည်းပဲကောင်းရမယ်တကယ်တကယ်စစ်မှန်တဲ့သူတော်ကောင်းဆိုတာကတော့ဘုရားရန်တာရိယာ ီလိုပုဂ္ဂိုလ်ကြီးတွေကိုပဲဒါသူတော်ကောင်းလို့ပြည်ပြည်ဝါဝါပြောလို့ရမှာပါဟုတ်လားပို့ပြီးတော့ပြောရမယ်ဆိုရင်တော့ဦးဇင်းတို့ဘုရားပြည့်စေကဗုဒ္ဓရဟန္တာတွေကတော့ဒါအလွန်ပြည့်ဝတဲ့သူတော်ကောင်းဖြစ်သွားပြီလို့အလိုပြောရမှာနော်အဲ့တော့ဦးဇင်းတို့ဒီနေရာမှာဒီသူတော်ကောင်းဆိုတဲ့စကလုံးလေးနဲ့ပတ်သက်ပြီးတော့ဘယ်ကနေစတင်ပြီးတော့ပြောချင်တော့ဆိုတော့ဦးဇင်းတို့ဒါဝရိန္ဒာနတ်တွေက ဘလို့အကြီးသေးရှိတဲ့လူတွေကို သူတော်ကောင်း လို့သူတို့ပြောကြတယ်လေဆိုတာလေးကျန်ကတဲ့မှာစိတ်ဝင်စားဖို့ရန်တွေ့ရတယ်ပေါ့အဲ့ဒါမြတ်စွာဘုရားကိုတော်တိုင်းအဲ့ဒီကာထာလေးကိုရွတ်ဆိုပြီးတော့ဟောတာပါတာဝရဏတ်တေရဲ့အမြင်မှာဘလို့အကြီးသေးရှိတဲ့လူကိုသာလေသူတော်ကောင်း လို့သူတို့သတ်မှတ်ကြတယ်လေဆိုတာလေးမာတာပိတိပရံဇံတုံကုလေစိတ္တံပစာယိနံတန္တံတခိလတံပါတံ ေတုနေရပဟာယိနံတဲ့သူတော်ကောင်းတယောက်ဖြစ်ဖို့အတွက်နံပါတ်1မာတာပိတိပရံစံတုံမိခင်ဖခင်ခြေဆုရှင်တွေကိုလောက်ကင်ကြွေမွေးတဲ့တော့သားကောင်းတမီကောင်းဖြစ်ဖို့လိုတယ်ဒီပါနှစ်ပါးဆိုတာသားသမီးတွေရဲ့ပုံမှာအလွန်တရာမှကြီးမားတဲ့မေတ္တာတရားအလွန်တရာမှကြီးမားတဲ့ခြေဆုတရားရှိကြတာဆိုတော့သူတော်ကောင်းစိတ်ရှိတဲ့မှရှိတဲ့လူမှန်လို့ရှိရင်မိဘတွေကိုလိလိရှုထားတယ်ဆိုတာ မဖြစ်သင့်ဘူးမိဘတွေကိုလက်ပြီးရှုထားတယ်ဆိုရင်လည်းဒါသူတော်ကောင်းလို့မဆိုနိုင်ဘူးပေါ့ဒါကြောင့်သူတော်ကောင်းတင်းရောက်လို့ပြောလို့ရဖို့အတွက်နံပါတ်1ကမိခင်ဖခင်ဂျေဇုရှင်တွေကို ပြုစုလုပ်ကြွေးတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်သူတို့ရဲ့တမတ်ချက်မာတာပိတိပရံဇံတုံကုလေဇိတာပစာရှိနေတယ်။ဒါပဲနဲ့ပြည်စုံရမယ့်အရေးသေးကကုလေဇိတာပစာရှိနေ။ကိုယ့်ရဲ့အမျိုးရင်းမှာ တက်ကြီးတဲ့ပုံကိုယ်တွေကိုယူတည်တဲ့စိတ်လေးသာတဲ့စိတ်ရှိရမယ်။ကိုယ့်ရဲ့အကိုတွေအမတွေနော်ဦးကြီးဦးလေးပါကြီးပါတွေနော်အဲ့ဒါတွေပေါ်မှာကိုယ်ကယူတည်လေးသာတဲ့စိတ်ရှိရမယ်။ဒါကလည်းပဲအလုံးမရှိတဲ့နေရလို့အရင်ကထင်တယ်။ဘာကြောင့်လဲဆိုတော့အကိုတွေအမတွေဦးလေးတွေဒေါ်လေးတွေဆိုတာကကိုယ့်ရဲ့အပေါ်မှာကျေးဇူးတရားရှိတာပဲများတယ်။အနည်းဆုံးတော့ကိုယ်ငယ်ငယ်တုန်းကသူတို့ခြိခဲ့မယ်ပိုးခဲ့မယ် အလွန်ဖြူစင်တဲ့မေတ္တာတရားနဲ့ချစ်ခင်ကြခဲ့မယ်ဆိုတာကတော့တန်တရားဖြစ်เสียမရှိဘူးဟုတ်လားဒါကြောင့်ကိုယ့်ရဲ့အမျိုးတည်းမှာအသက်ကြီးတဲ့ပုဂ္ဂိုလ်တွေရဲ့ပေါ်မှာယူတည်လေးရစေရှိရမယ်ဒါသူတော်ကောင်းတယောက်လို့ပြောဖို့အတွက်ဒီဒုတိယအရည်တွေလိုအပ်တယ်ပေါ့နော်နောက်ပြီးတော့တတိယရှိတဲ့အရည်တွေကဘာလဲဆိုတော့တဏ္ဏတခိလတံပါတံလုံးညံ့ပြည့်ပြည့်တိမ်မွေးတဲ့စကားရှိရမယ်တဲ့ ကိုပြောလိုက်တဲ့စကားကြောင့်တစ်ဖက်လူနားမချမ်းသာတာမျိုးမဖြစ်စေရအောင်ကိုယ့်ရဲ့စကားဟာကြားလိုက်ရတဲ့လူရဲ့နှလုံးစေဝန်းကိုငြိမ်းချမ်းသွားစေရမယ်ချမ်းသာသွားစေရမယ်ဒီအရေးသေးရှိဖို့ဆိုတာလည်းတိတ်တော်မလွယ်လားဟုတ်လားဒါကြောင့်သူတော်ကောင်းတယောက်တို့ပြောဖို့ဟောပြောလို့ရဖို့အတွက်တတိယရှိရမယ်အရေးသေးကနှုံညံပြေပြေတိမ်မွေးတဲ့စကားရှိရမယ်တဲ့ဟုတ်လားအဲ့လေးခုမြောက်ရှိတဲ့အရေးသေးကဘာလဲဆိုတော့ပေတုနေရပါရင် ချစ်တဲ့သူခင်တဲ့သူနှစ်ယောက်ရဲ့ချစ်ခင်နေမှုကိုကိုးပြားသွားစေနိုင်တဲ့ပိတုနာဝါစာလို့ဆိုတဲ့ဂုဏ်စကားကို ပေရှားထားတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။ဒါမျိုးလေးတွေကလူလောကကြီးမှာ အမှတ်မထင်လွန်ကျူးမိတတ်တာတွေရှိတတ်တယ်နော်။အေးလူတွေဆိုတာကသူတို့ရဲ့အဖြစ်ကိုပြောတဲ့နေရာမှာဝါဒနာတစ်ခုလိုဖြစ်နေကြတာများတယ်။အဲ့ဒါလိုပြောရင်ပြောရင်းနဲ့ဘယ်သူကမင်းကိုဘယ်လိုပြောနေတာဘယ်သူကမင်းကိုဘယ်လိုပြောနေတာဆိုတာတို့တွေပြောရင်းနဲ့ အဲ့ဒါလို့ကိုယ့်ရဲ့စကားကြောင့်တစ်ဖက်လူတွေရဲ့မေတ္တာတရားပျက်စီးသွားတာဒီဖြစ်နိုင်တာမျိုးဂျုံရတတ်တယ်။ဒါကြောင့်တကားကိုတတိထမ်းပြီးတော့ပြောဖို့မလိုဘူးလား။လိုရဲ့။အဲ့ဒါစေရနာပါပါနဲ့တကယ်ကိုပဲကိုပြားနေခြင်းနဲ့စိတ်နဲ့ပြောမယ်ဆိုရင်တော့ဒါအတော်ကိုရုပ်မာတဲ့အနေထားကိုရောက်သွားပြီလို့မဆိုနိုင်ဘူးလား။ဆိုနိုင်တယ်။ဒါကြောင့်ဦးရှင်တို့လေးခုမြောက်သူတော်ကောင်းတယောက်မှရှိရမယ့်အရေးသေးကဂုံစကားကိုရှောင်ထားတဲ့သဘောရှိရမယ်တဲ့။ ဒါကဦးဇင်းတို့တာဝရိန္ဒနတ်တွေရဲ့အယူအဆလို့ဒါမြတ်စွာဘုရားဟောတာပါဒါပေမဲ့တချို့နတ်တွေရဲ့အယူအဆမြတ်စွာဘုရားကိုလာပြီးတော့ရှောက်ကြတာတွေရှိတယ်ဦးဇင်းတို့တန်ယုတ်ပါဠိတော်မှာဒေဝတာတန်ယုတ်တို့ပါတို့ဆိုတာရှိတယ်အဲ့ဒါတချို့နတ်တွေရဲ့အယူအဆကိုမြတ်စွာဘုရားကလက်ခံတဲ့အတိအမှန်ပြုတယ်တစ်ဆင့်ပြန်ပြီးတော့ယဟန်တော်တွေကိုဒါတွေကိုကြက်ထားကြဆောင်းထားကြနှလုံးသွင်းကြလို့ပြောတာတွေတောင်ရှိတယ်ဟုတ်လားခုလည်းပဲဒါမြတ်စွာဘုရားတစ်ဆင့်ပြန်ပြီးတော့ဟောပြတာပေါ့ဟုတ်လား တာဝရိန္ဒာလက်တေဟာဘလို့အည်သွေးရှိတဲ့သူကိုသူတော်ကောင်းလို့ပြောကြသလဲဆိုတာပေါ့ကိုယ်နဲ့ချက်ရှိသွားပြီတော့လေးချက်ရှိသွားပြီငါးခုမြောက်ရှိရမယ့်အည်သွေးကမစ္စေရာဝိနေယယုတ်တံမစ္စေရာဆိုတဲ့နှမျောဝင်တိုတဲ့အညစ်အကြေးကိုပယ်ရှားခြင်းနဲ့ရှင်ရမယ်တဲ့ဆိုလိုတာကနှမျောဝင်တိုမှုမရှိရဘူးပေါ့နော်နှမျောဝင်တိုမှုမရှိရဘူးမစ္စေရာစိတ်ဓာတ်မရှိရဘူးဒီနေရာမှာမစ္စေရာဆိုတာကလည်းပဲ သူ့ရဲ့နေပဲကနည်းနည်းတော့ကျေတယ်ပြောရမယ်။ကိုလိုကောင်းတာတွေသူများကိုမရစေခြင်းနော်ကိုရှိတာကိုနှမျောယုံမြမကာဘဲနဲ့ကိုမှရှိနေတဲ့ရနေတဲ့ဒီလိုအခွင့်အရေးမျိုးဒီလိုအခြေအနေကောင်းမျိုးကိုကိုကလွဲလို့ဒီပြင်လူကိုဘယ်သူ့ကိုမှမရစေခြင်းဘူး။ဒါတော်တော်ဆိုးတဲ့အနေထားလို့မဆိုနိုင်ဘူးလား။ဆိုနိုင်တယ်။အဲ့လိုစိတ်ဓာတ်မျိုးမရှိရဘူးတဲ့သူတော်ကောင်းတယောက်ပါ။ဟုတ်ရလား။အေးနောက်ပြီးတော့ဦးရှင်တို့ သစ္စံကောတံပြီးပုံတရာသစ္စံဆိုတာကမှန်သောစကားရှိရမယ်ပြောလိုက်တဲ့စကားတိုင်းစကားတိုင်းဟာမှန်ရမယ်ဟုတ်လားဒီနေမှာဦးရှင်တို့ပေးတဲ့ပေါင်းတော်ကောင်းတို့လောကကြီးမှာမှန်တိုင်းပြောဖို့မလိုပေမဲ့လို့ဟုတ်လားပြောတိုင်းမှန်ဖို့တော့လိုတယ်ဆိုတဲ့စကားလေးဦးရှင်ကတော်တော်သဘောကျတယ်အဲ့ဒီစကားလေးကိုမှန်တာတိုင်းကိုပြောဖို့တော့မလိုပါဘူးမှန်တာတိုင်းပြောရင်ဒုက္ခရောက်မှာပေါ့ဟုတ်တယ်မဟုတ်လား မှန်တာတိုင်းကိုပြောဖို့တော့မလိုပါဘူးသို့တော့ပြောတာတိုင်းကတော့မှန်ဖို့လိုပါတယ်ဟုတ်ရလားဒါကြောင့်ကိုပြောတဲ့စကားဟာမှန်ကန်ဖို့အတွက်အလွန်တရာမှအရေးကြီးတယ်အဲ့ဒါလိုမှန်ကန်တဲ့စကားကိုပြောမယ်ဆိုရင်ဒါတော်ကောင်းတယောက်ရဲ့အရေးချင်းရှိတယ်လို့ဆိုရမယ်ပေါ့နောက်ပြီးတော့ဦးရှင်တို့ကောတာပြီးဘုံကောတာပြီးဘုံဆိုတာကအမျက်ဒေါသကိုကိုကနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရတယ် ကိုယ့်ရဲ့တဏ္ဍမဖြစ်ပေါ်လာတဲ့အမျက်ဒေါသကိုကိုကဖိနှိပ်လွှမ်းမိုးနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။အမျက်ဒေါသကကိုကိုနိုင်သွားတာမျိုးမဖြစ်เสียရအောင်။ဒေါသထွက်လာပြီဆိုရင်တော့များသောအားဖြင့်ဒကာရမတို့ဦးကြီးတို့တွေကဒေါသရဲ့လက်အောက်ကိုပဲရောက်သွားကြတာများတယ်ပေါ့။သူက ပြောခိုင်းရင်ပြောလိုက်တာပဲ။သူကလှုပ်ခိုင်းရင်လှုပ်ချလိုက်တာပဲ။ဟုတ်လား။ဒေါသကကိုကိုနိုင်သလား။ကိုကဒေါသကိုနိုင်သလားဆိုတာကတော့ဒေါသထွက်လာတာနဲ့ကိုကရှုံးသွားတာပဲများတယ်ပေါ့။ဒါကြောင့်ဒေါသဖြစ်လာပြီဆိုလို့ရှိရင် အာသူ့ကိုကိုကပြန်ပြီးတော့အနိုင်ယူနိုင်အောင်လွှမ်းမိုးနိုင်အောင်ကြိုးစားကြဖို့မလိုဘူးလားလိုလေအေးအဲ့လိုဒေါသကိုလွှမ်းမိုးနိုင်တဲ့ဖိနှိပ်နိုင်တဲ့အရည်အသွေးလေရှိရမယ်တဲ့အရည်အသွေးဘယ်နှချက်လဲခုနှစ်ချက်ဟုတ်ရလားဒီကင်ပါကင်ကျေးဇူးရှင်တွေကိုလှုပ်ကြွေးတဲ့အရည်ချင်းရှိရမယ်အမျိုးထဲမှာအသက်ကြီးတဲ့ပုံကိုယ်တွေကိုယူတည်လေးရတဲ့စေရှိရမယ်ဟုတ်ရလားစကားပြောလို့ရှိရင်နုညံ့ပြပြသိမ်ဝင်မှု ရှိရမယ် ရှစ်တူခင်သူတွေရဲ့အချစ်အခင်ကို ပြပြန်းသွားစေတဲ့စကားမျိုးမပြောချိုရဘူးမစ်စီရာဆိုတဲ့အညစ်အကြေးကိုဖယ်ရှားထားတဲ့ပုဂ္ဂိုလ်လည်းဖြစ်ရမယ်မှန်ကန်သောစကားများကိုသာပြောဆိုလေးရှိတဲ့ပုဂ္ဂိုလ်လည်းဖြစ်ရမယ်အမျက်ဒေါသဖြစ်လာပြီဆိုရင်ကိုကပြန်ပြီးတော့လွှမ်းမိုးနိုင်အောင်နော်အမျက်ဒေါသရဲ့ပုံမှာနိုင်အောင်ကြိုးစားအထောက်တဲ့ပုဂ္ဂိုလ်လည်းဖြစ်ရမယ်တဲ့ဒီလိုအကြည့်အသွေးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တာဝရိနာတတ်တေဟာသူတော်ကောင်းတို့ပြောတယ်တဲ့ ဒါလည်းပဲအလုံးမှတ်သားစရာကောင်းပါလေဟုတ်လားအေးဒါဦးဇင်းတို့ဒီနေ့ကသူတော်ကောင်းဆိုတာနဲ့ပတ်သက်ပြီးတော့စုံအောင်ပြောချင်တာဆိုတော့တခုချင်းစီရဲ့အတိပယ်လေးကိုအရင်ကြီးအသေးစိတ်ပြီးတော့ဦးဇင်းတို့ပြောဖို့အချိန်ရမှာမဟုတ်ဘူးဟုတ်လားအေးဒါဦးဇင်းတို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယ်တော်တိုင်ဟောထားတဲ့တာဝရိသာလက်တို့ရဲ့လူသားတွေရဲ့ပုံမှာသူတော်ကောင်းတယောက်ဖြစ်ဖို့ဆိုရင်ရှိတဲ့ရှိလိုက်တဲ့အကြီးအသေးလို့ပြောကြပါစို့ ေးနောက်ပြီးတော့ဦးဇင်းတို့ပါဆက်ပြောရင်လုံးဆိုတော့ဦးဇင်းတို့950မှာတရပင်ကဇတ်ဆိုတာရှိတယ်။ဦးဇင်းတို့ရဲ့ဘုရားလောင်ဇောတိပါဠိလူလင်ကအလွန်တရာအစွမ်းထက်ပြီးတော့နော်လေးပြတဲ့နေရာမှာအလွန်ကျွမ်းကျင်တာပေါ့။နောက်တော့တပည့်တွေအများကြီးရှိလာပြီးတော့အလွန်တရာကြီးမားတဲ့စီးစိမ်တွေကိုဆွန့်ပြီးတော့ယတိဝဲသွားတယ်။အဲဒီမှာတရပင်ကယတိဆရာကြီးဆိုပြီးတော့အလွန်ထင်ရှားကျော်ကြားတယ်ပေါ့။သူ့ရဲ့တပည့်ကြီးတွေဟာအလွန်တရာမှအကျင့်ပြင်းထန်တဲ့မြင့်မြတ်တဲ့တပည့်ကြီးတွေရှိတယ်။ အဲ့ဒီတရပင်ကဇတ်ထဲမှာတရားမင်းကအဲ့ဒီတရပင်ကယတိဆရာကြီးကြီးကိုလာပြီးတော့မေးတဲ့မေးခွန်းတွေရှိတော့အဲ့ဒီမေးခွန်းတွေမှာဘယ်လိုလူကိုသူတော်ကောင်းလို့ခေါ်ရမှာလဲလို့မေးတဲ့မေးခွန်းပါတယ်ဟုတ်လားအဲ့ဒီမေးခွန်းကိုဘုရားလောင်းဖြေပုံလေးကိုဦးဇင်းကကောင်းလို့ချက်ကလေးချပြီးတော့ပေးတတ်တော်ကိုပြောပြခြင်းနဲ့ပေါ့နော်ဇတ်တော်ကြီးတကူလုံးပြောဖို့ဆိုရင်တော့သူကမျောသွားမှာစိုးရတယ်နော်အဲ့ဒီတရပင်ကဇတ်ထဲမှာဘုရားလောင်းသူတော်ကောင်းကြီးပြောခဲ့တယ် တော်ကောင်းဆိုတာရဲ့အတိတ်ပဲဖွင့်ဆိုချက်လို့လည်းပဲဆိုနိုင်တယ်ပေါ့နော်အဲ့မှာဦးဇင်းတို့ဗာပြောထားတယ်ဆိုတော့ယောဝေကတညုကတဝေဒီတီတော်ကလျာဏမိတော်ဓလပတိသာဟောတိဒုက္ခိတတတက္ကိဆံကရောတိကိဆံတထာဝိတံတပ္ပုရိတံဝရန္တိတဲ့အဲ့ဒီမှာဘုရားလောင်းပြောခဲ့တယ်သူတော်ကောင်းရဲ့အတိတ်ပဲကပုဂ္ဂိုလ်တဦးတယောက်ဟာကတညုကတဝေဒီတီတော်တဲ့ ေတော်ဆိုတာကပင်ကိုကပညာတက်ခံအာကြီးတဲ့ပုဂ္ဂိုလ်တူတယောက်ပင်ကိုဉာဏ်ပညာကတော့ရှိပြီးသားဖြစ်ရမယ်နော်အေးပင်ကိုကတက်ခံဉာဏ်ပညာကြီးတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့ကတင်ညူသူတော်ကကိုယ့်ပေါ်ပြုတ်ထားတဲ့ဂျေဇူးကိုတိတဲ့သဘောရှိရမယ်ဩဒီပုဂ္ဂိုလ်ငါပေါ်မှာကောင်းထားတာဟုတ်လားဒီပုဂ္ဂိုလ်ငါပေါ်မှာဘလို့နီးနဲ့ကောင်းထားတာဒါလေးကိုတိရမယ်အတိအမှတ်လဲပြုတ်ရမယ်ကတဝေရီတဲ့ ယေຊုဆိုတာကတိယုံတိနေတာနဲ့လည်းပဲကိစ္စမပြီးသေးဘူးစောအားရှိသလောက်ပြန်ပြီးတော့တုံ့ပြန်ဖို့လိုသေးတယ်ဟုတ်လားယေຊုကိုပြန်ပြီးတော့ဆက်တဲ့အနေထားကိုရောက်အောင်လဲစူးစမ်းဖို့လိုတယ်နော်ယေຊုကိုစိတ်ထဲကသိရမယ်သိပြီးရင်နှုတ်ကလည်းပဲလူကြားထဲမှာဖွင့်ဟပြီးတော့ပြောနိုင်ရမယ်ဟုတ်လားအနည်းဆုံးအနည်းဆုံးအဲ့လောက်ကတော့ကိုကတုံ့ပြန်နေရမယ်တချို့ကိုကယေຊုဥစ္စာနဲ့တုံ့ပြန်ဖို့အခြေအနေမပေးဘူးဆိုရင်အော်ကိုပေါ်မှာယေຊုရှိတဲ့ပုံကိုယ်တွေကို များတို့ရဲ့ယေရှုကိုတသက်မပေးပါဘူးဗျာလို့ပြောလိုက်ရင်တစ်ဖက်လူကပစ္စည်းတွေနဲ့ပြန်ပြီးတော့တုံ့ပြန်လာတဲ့တောင်ကျင်နှံမှုရသွားနိုင်တယ်ပေါ့မဆိုနိုင်ဘူးလားဒါကြောင့်အ ਨੇ ဆုံးယေရှုတရားကိုသိဖို့ယေရှုရှိကြောင်းကိုထုတ်ဟပြောဆိုဖို့ဝင်မလေးဖို့တော့လိုတယ်တစ်ဖက်လူအတွက်အများကြီးကျင်နှံမှုရသွားစေနိုင်တယ်ဒါကြောင့်ယေရှုကိုသိရမယ်ယေရှုတရားကိုထုတ်ဖို့ပြောနိုင်ရမယ်ပြီးရင်တတ်နိုင်တဲ့လောက်ပြန်ပြီးတော့ဆက်တဲ့အနေအထားကိုရောက်အောင်လေ ကြိုးစားရမယ်။ဒါသူတော်ကောင်းတယောက်မှရှိတဲ့ရှိတတ်တဲ့အရေးအသွေးဒါဖရာလောင်းပြောတာနော်။ယောဝေကတိညုကတဝေတီတီတော်ကလျာဏမိတော်ဒါလပတိစာဟောတိတဲ့။ကလျာဏမိတော်ဆိုတာကအလွန်အစစ်မြင့်တဲ့မိကောင်းဆွေကောင်းရှိရတယ်။နော်တိလသမารီပညာနဲ့ပြည့်စုံတဲ့နော်မိကောင်းဆွေကောင်းရှိရတယ်။သူတော်ကောင်းတယောက်မှမိကောင်းဆွေကောင်းမရှိလို့မဖြစ်ဘူး။ မိကောင်းရွှေကောင်းမရှိဘူးဆိုရင်လည်းသူတော်ကောင်းလို့ကိုပြောလို့ဖြစ်မှာမဟုတ်ဟုတ်လားအဲကြောင့်မိကောင်းရွှေကောင်းရှိရမင်းရဲ့ရှိထားတဲ့မိကောင်းရွှေကောင်းကိုလည်းပဲဒန်လဘတ္တိစာဟောတည်တယ်မြဲမြဲမြန်မြန်ပေါင်းတင်ဆက်ဆံတဲ့အနေအထားရှိရမင်းရဲ့မိရွှေကောင်းတော့ရှိတယ်ရှိပြီးတော့မကြခင်မှာပဲအာကွဲလံသွားတယ်ဆိုရင်ဒါကသိပ်ပြီးတော့အဆင်မပြေဘူးပေါ့ဟုတ်လားဒါကြောင့်မိရွှေကောင်းရှိရမယ်ရှိထားတဲ့မိရွှေကောင်းကိုလည်းပဲ ြင်းမြင်းမြန်မြန်ဆက်ဆံပေါင်းသင်းတဲ့အရေးသွေးရှိရမယ်။ပြီးတော့မရှိဖို့လိုသေးတယ်ဆိုတော့အဲဒုက္ခိတ္တသက္ကိစ္ဆံကရောတိကိစ္ဆံကိုယ့်ရဲ့မျက်စိရှိမှဒုက္ခရောက်နေတဲ့ဒုက္ခိတ္တတ္တဝါကိုမြင်လို့ရှိရင်ဒါကိုဖျက်မှကူညီတဲ့စိတ်ဓာတ်နဲ့သူ့ရဲ့ဒုက္ခတွေကိုတတ်နိုင်တယ်မြတ်ကူညီပြီးတော့ညှော့နေသွားအောင်ကြိုးစားအထုတ်ပေးရမယ်။နော်ဒုက္ခိတ္တတ္တဝါကိုတနာတဲ့စိတ်နဲ့တတ်နိုင်တယ်မြတ်ဖေးမှရမယ်ဆောင်းဆောင်ရမယ် ါသူတော်ကောင်းစိတ်ရှိတဲ့ပုံကိုယ်လေးအတွက်